ေးလမ်းပေါ်ဖြစ်ကြခြင်းနဲ့မှာအားပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ချူကိုကဆီမမီချံဝေရေးသားထားတဲ့မြင့်စီရိုင်းတို့ကခုံချင်းဆိုတဲ့ဝတ္ထုတို့များစာအုပ်ထဲကနောက်ထပ်ဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ဝတ္ထုတို့လေးရဲ့ကောင်းစဉ်ကတော့မျက်မှန်တလက်ဤကောက်ချောင်းဖြစ်ပါတယ် မျက်မှန်တလဲကောက်ကြမျက်မှန်တလဲကိစ္စကိုစဉ်းစားမိတိုင်းတော်ဝဝေးသည်ခေါင်းတစ်ချမ်းကိုက်တလို့လို့ရင်မက်ထဲကအောင့်တလို့လို့ဝေဒနာခံစားရတတ်သည်လူတွေပြောပြောနေတကယ်တော့ခစ်ကြီးကိုကဟုညီတွန်ပြီးခစ်ကိုအတာချရမလားလူငယ်များပေါ့ပေါ့နေပေါ့ပေါ့စားပေါ့ပေါ့လောက်ကြခြင်းများပင်ပြန့်ကားပွားများလာ၍လားသောမဟုတ်ဒါလေးများဟုသဘောမထားနိုင်သောမိမိပင်ကိုစိတ်တက်ကိုပင်အပြစ်တင်ရလိမ့်မလား လားပေါင်းစုံနဲ့စဉ်းစားလေကောင်းထဲမှာရှုပ်ထွေးနောက်ကျူလေပင်သို့ဆိုလျင်ဘာကြောင့်စဉ်းစားနေသလဲမစဉ်းစားဘဲနေပေါ်ဟုပြောလာလျင်တော်ဝင်ဝီတီမှာအပြင်ဟူ၍ရေရေရာရာမရှိလားသူကိုယ်တိုင်မျက်မှန်သမမလို့မျက်မှန်တလဲကြောင်းကောင်းထဲမှာကြာခဏဝင်လာတာပါဟုပြေလျင်သူပြေကရိုးစင်းလွန်ရာကြနေမီလားမပြောတဲ့တကယ်လဲတော်ဝဝေတီတီမျက်မှန် crazy သမားဖြစ်သည် မျက်မှန်ကိုကိုရန်ကျောင်းသူဘဝကလေးကတက်လာခဲ့သည်။ပုံလုံးကတော့ပါဝါနဲ့နဲ့ရှုပ်ထုတ်ခြင်းစိတ်များများဖြင့်မျက်မှန်တက်ဖြစ်ခဲ့သည်။မျက်မှန်လှလှကလေးတွေတက်ထားသောဆီယာမတွေကို အားကျစိတ်လည်းပါသည်။ကိုရန်ဆိုတော့စိတ်ကူးရင်စိတ်ကြီးဝင်ခြင်းပဲဖြစ်သည်။စာရေးဆီယာမဖြစ်ခြင်းသောပိုးကလည်းထနေပြီဖြစ်ရာစာရေးဆီယာမဆိုတာမျက်မှန်ကလေးနဲ့မှဆိုသည့်အတွေ့အမျိုးဘသူမှရိုက်မသွင်းမဲကောင်းနေရောက်လာပြီဖြစ်သည်။ ဒေါ်ဝေတီတို့ခေတ်ကမြို့မှာမျက်မှန်တက်သူတွေကခက်ရှာရှာဒေါ်ဝေတီတက်တီကျောင်းမှာမျက်မှန်တက်သူတွေ လက်ချိုးရင်းရရသည်တက်ဆာကအများသူကစိတ်ဝင်စားခြင်းခံရသည်မှာလဲခံစားမှုတစ်မျိုးပဲမျက်မှန်နဲ့ကြည့်လို့ကောင်းတယ်ဟုအားပေးသူတွေရှိတဲ့ကဲ့သို့မျက်လုံးကိုဘာကြောင့်ခြံခက်ထားခြင်းရတာလဲဟုစစ်စစ်ပေါက်ပေါက်မေးသူတွေလည်းရှိသည်လက်ထိတ်ကကောင်လေးတွေဂီတာတီးရင်းလေးလုံးလေးလုံးဟုအော်လျင်တော့အတော်ခံရခက်သည်ထောက်ခံသူ ကန့်ကွက်သူတွေကြားမှာပင်မျက်မှန်ကိုဆွဲဆွဲမြဲမြဲတက်ဖြစ်သည်မျက်မှန်မပါလျင်ကိုယ့်မျက်နှာက တခုခုလုံးနေသလိုခံစားမှုက အမြင့်တွင်လာသည်မျက်မှန်သည်ဝဝေးသည်အမှတ်တစိ့ဖြစ်လာသည်မျက်မှန်တူနေလျင်ပင် မျက်မှန်နဲ့ဝဝေးသည်ဟုတစိ့ကန်လာကြသည်တကယ်ဆို မျက်စိယောဂကြီးကြီးမားမားမရှိတာသိကြပါသည်အနည်းငယ်မှုံယုံမှပါ မျက်မှန်မကူလျင်ရသည်သည့်အခြေအနေပါနောက်ထပ်ပြောစရာရှိသည်ကဝီဝီတီမျက်လုံးအနေထားလှပကောင်းဝင်ခြင်းဖြင့် ယုတ်တီဟုမဆိုနိုင်သောမျက်လုံးဝိုင်းဝိုင်းကလေးများကိုပိုင်ဆိုင်ထားသည်အချို့သောသူများကဲ့သို့မျက်လုံးမေးခြင်းမျက်စိရောဂါတစ်ခုခုရှိနေခြင်းမျက်လုံးတငယ်ရင်ဆွေဆောင်ခြင်းစသောခြုံရွံ့ချက်တစ်ခုသို့မဟုတ်တစ်ခုတည်းမကရှိမနေပါဒီနေ့ခြုံရွံ့ချက်မရှိ အမေကဆက်လာကလေးမွေးပေးလိုက်ရတဲ့အနေအစမ်းထွန်ကွင့်ခြင်းသည့်စိတ်သက်သည်ဝေဝေတီဤထူးခြားချက်ပင်ဖြစ်ပေမည်သို့နှင့်ဝေဝေတီနှင့်မျက်မှန်အသားကြလာသည် ကျောင်းဆီယမလေးဖြစ်လာရင်မြင့်မန်နဲ့ဆီယမလေးတော်ဝဝီတီတီဘုံဝတူရွဲတူဆီယမလေးတွေကြားထဲမှာထင်းနေသည်မြင့်မန်နဲ့အသားကြလာသည်နှင့်မျှမြင့်မန်သည်တော်ဝဝီတီဤအစင်တစားတစ်ခုဖြစ်လာသည်စိုးစိုးကတော့အမှတ်တစိမ့်နောက်တော့အစင်တစားမရှိမဖြစ်မပါမဖြစ်အစင်တစားအရင်က အနှဲငယ်မြသောပါဝါကတဖြည်းဖြည်းတက်လာရာမြင့်မန်မတက်ဘဲမရှိဘဲနေ၍မရတော့ ီတော့ထိုမရှိမဖြစ်မျက်မှန်သည်တော်ဝဝေးသည့်အတွက်အစဉ်တစားဖြင့်ယာတုတွုံးမြင့်ခြင်းခံရတော်၏အမျိုးသမီးတယောက်မိမိမြင်လိုက်ဖက်သည့်အလှပပစ္စည်းကောင်းမတတ်သည့်ကလစ်ကဲ့သို့ပစ္စည်းမျိုးကောင်းလို့ရရာရွေးချယ်တဲ့ကဲ့သို့တော်ဝဝေးသည့်မျက်မှန်ကိုရွေးချယ်လာသည်မျက်မှန်အတောင်ဆောင်းပါမျက်မှန်ကြောညာအမျိုးမျိုးကိုလေ့လာသည်မျက်နှာအနေထားဘလို့ဆိုရင်မျက်မှန်ကဘလို့ပုံစံမျိုးတက်တဲ့နဲ့ဆိုပြီးအကြံပေးထားသည့်စာများဂရုတစိုက်ဖတ်ဖြစ်သည် ဥပမာမျက်ခုံးနဲ့မျက်မှန်ဤအပေါ်ပေါင်းသည် တထက်တဲဖြစ်မနေစေရတထက်တဲဖြစ်နေက မျက်နာအလောက်ကိုအနှောက်ယှက်ဖြစ်စေသည်ဆိုတာမျိုးတတိထားတတ်လာသည် ထို့အတွက်မျက်မှန်ကိုင်းရွေးချယ်မှုကို အထူးဝါယမစိုက်ထုတ်တော်၏မျက်မှန်ကိုင်းရွေးချယ်တော်မူဆိုရာ ဆိုင်ကိုလည်းရွေးရတော်မူပင်ဒေါ်ဝဝတီဤသည့်အခါမှမျက်မှန်ကိုင်းကိုလမ်းဘေးကမဝဲလမ်းဘေးမှာဖြန့်ခင်းရောင်းသည့်ကိုင်းများကိုမကြိုက်မိနစ်သက်၍မဟုတ် တော်ဝဝေတီမှာဆိုင်ဆွဲပုတ်ကိုဆွဲရှိနေရတာဖြစ်သည်မျက်မှန်မပြောနှင့်တော်ဝဝေတီမှာတွားကြိုက်လျင်ပင် သူပြနေကြဖြူစင်တွားစီကမ်းမှဒေါက်တာကျော်နိုင်နှင့်မှပြ၍အစဉ်ပြေသည်ထိုသားဖြူဖြူမျက်လုံးရီရီနှကမ်းပြုံးပြုံးစရာဝင်ဤတွားကူတာတီခုံပေါ်တက်လိုက်လျင်ယောဂတော်ဝက်တသားနေပြီဖြစ်သည်စရာဝန်ပေါ်ယုံကြည်ကိုးစားခြင်းသည်ယောဂပျောက်ကင်းမှုစိတ်တက်လုံခြုံရေးအတွက်အများစွာအထောက်အကူပြုပေးသည်ပြီးတော့ ဘဝေတည်မြဲမှန်လောက်တော့မည်ဆိုလျင်ကိုရင်းဝမတပြားမှမလျှော့ပါမြဲမှန်ဆိုလျင်ကိုရင်းဝမစိတ်ချရတယ်ဟုကြော်ညာဝင်စရာမလိုပါဘာပီးရှင်နေညာပီးရှင်နေခေစားလာသောကာလမှာအင်းဝပီးရှင်သည်ဒေါ်ဝဝေတီအတွက် ကိုလူဆက်ဆံစရာနေရာတစ်ခုဖြစ်လာသည်ဒေါ်ဝဝေတီ၏အင်းဝပီးရှင်ကရွှေပုံသာလမ်းမှာရှိတော်လဲသူများတွေကဲ့သို့ဆိုင်ကန်းမြင့်ပါနှင့်စัจကြနာနာမဟုတ်ရှာပါ တခွေပင်ကြီးတစ်ခု၏မျက်စောင်းတို့တစ်ပင်ရိတ်တွင်မှန်ပုံးကလေးချတာခြင်းကသူ့ဆိုင်၏အဆုံးစွန်ခံနာမှုဖြစ်သည်။ဒေါ်ဝဝေတီရောက်သွားလျင် သူ့ဆိုင်မှန်ပုံးနောက်တွင်အနီကိုရင်းဝကိုမိတိခါမှအစင်တင်မတွေ့ရပါ။မျက်မှန်တွင်စီရီထည့်ထားသောမျက်မှန်ပုံးသည် ပိုင်ရှင်မဲ့ထီထီဖြစ်နေတတ်သည်။ဆိုင်ရှင်ပင်မလည်းဆိုင်ရှင်ဒေါ်ဝေတီတီနေအတန်ပြုတ်လိုက်လျင် မလန်မကန်လက်ပည့်ရည်ဆိုင်ထဲမှထွက်လာတတ်သည်။ ူမမြင်ရခင်ဖွင့်နေတော့တွားရပေါ်အောင်အစွမ်းကုန်ပြုံးလာခြင်းကကိုရင်းဝါဤဒီဇိုင်းအစ်စ်ဖြစ်တော်၏ထိုပြုံးနေတွင်ခင်မင်းခြင်းဖော်ရွေခြင်းရင်းမိချစ်ကြည်ခြင်းတွင်စုံစံစင်းမျောနေသည်ဟုတော်ဝေတီခံစားရ၏အသားမဲတော့ဗြဟ္မာကင်ဆိုသောစကားကကိုရင်းဝါကိုအထူးပြုညွှန်းဆိုခဲ့သူသည်သူသားမဲခြင်းသည်တော်ဝေတီကိုစိတ်အနှောက်အယှက်မဖြစ်စေပါဆီယမလာရနဲ့တော်ပဲမျက်မှန်ကိုင်းစန်းစန်းနဲ့ရောက်နေတယ် ဒီဟာဆိုရင်နောက်ဆုံးတော့တိုက်တင်နေတဲ့တတ်ထုတ်ကိုင်းပေါ့ဆီယမမျက်နှာနဲ့ဆိုလိုက်မယ်။အော်စိတ်ချပါဈေးမများစေရပါဘူး။ကို့အချင်းချင်းဖောက်တဲ့ဟောင်းနေမဟုတ်တာလောက်ပါမလား။ဒါမကြိုက်သေးဘူးလား။ဒါလေးဆိုရင်တော့နေုံနေုံဒီထဲကတခုမှမကြိုက်ခဏဆောင်ကျွန်တော်ပြေးယူပေးမယ်။မကြစေရဘူး။သူကအပြောနဲ့လုံကြီးသူပါ။တခဏအတွင်းပြန်ရောက်လာတော့သူ့လက်ထဲမှာမျက်မှန်ကိုင်းတွေ၄၅၆ကိုင်းပါလာသည်။ဒုံဝေတီက တခုရဲတော့ကိုရွာထိုင်နေကြခွေချေကောင်မဝင်ထိုင်မှန်ဘုံပေါ်ကြည်မှန်ထောင်ကဂိုင်းတွေတခုပြီးတခု တက်ကြည်တော်သည်ဒီတခုကဘေးကားနေလို့ဒီတခုကသူများမျက်မှန်ကိုမျက်နှာပေါ်ရောက်နေသလိုခံစားရလို့ဒီတခုကမိန်ကလေးမစံလို့ဒီတခုကတော်ဝဝတီကြီးကြောင်ကြသလားကိုရင်းဝါစိတ်ရှိရှာသည် အပြုံးမပြတ်ပါတီးခန့်ခြင်းသည်ကိုရင်းဝါဤမပြတ်ရွံ့သောသင်္ကေတဖြစ်ပေလိမ့်မည်စပီလောကမှာစာရေးဆရာများ ဆိုင်ရဆရာကြီးမိတ်ဆွေများဆွေမျိုးသားချင်းများအတော်များများဤတံကိုခံလာရသဖြင့်အထုသားပေးသားကြနေဟန်တူသည်။ဂိုင်းကိုစိတ်ကြိုက်ရပြီးလျင်တော့မလန်မကန်မျက်မှန်ဆိုင်ကြီးတဆိုင်သို့ခေါ်သွားတော့သည်။သူ့မိတ်ဆွေမျက်မှန်ကျွမ်းကျင်ထံမှကွန်ပျူတာနှင့်တိုင်းထွာစစ်ဆေးရ၏။ကွန်ပျူတာမြင်မြကောင်းကောင်းတော်ဝဝေသည့်စိတ်မချပါဝါဆာရွက်ကလေးကိုင်ကကိုရင်းဝါကိုအထက်တက်မှ ਈ ။ဂိုင်းအောင်ကပါဝါနဲ့မယုံမယွန်းချင်အောင်နော်။ကွန်ပျူတာလည်းလွဲတတ်တယ်။ ဒီနယ်မတိတိမူကဆရာလုံးလဲကိုရင်ဝါကရသည်ပြုံပြုံသာထိုင်ဆောင်နေရင်စာတနည်းသွားပြီးအပြန်မဝင်ယူလည်ရင်ယူလက်ဖက်ရည်တောင်းမလားရသည်စာအကြောင်းပေကြောင်းပြောမလားပုံ၍ရသည်သည်ကြပြအကြောင်းပြောမလားပုံ၍ပုံ၍ရသည်ကိုရင်ဝါကိုရင်ကကြပြဆရာပေကိုထိုအသားမဲမဲသွားဖြူဖြူသဘောမနှောကောင်းသူကြည်သည်ကြပြဆရာနှင့်မတူမျက်မှန်ရောင်းသမားနှင့်သာ တူနေသည်ကဇောဝါလာ၏ ခုတလုံးကြမလည်းမဆက်နိုင်သေးဘူးဆရာမကြီးစောင်းဝင်းကြီးကလုံးပန်းနေရတော့ကလေးတွေတက်ရလာပြီမဟုတ်လားအခုအင်ကမြို့သက်ပဲရောက်သွားပြန်ပြီဒီလိုပဲပြောရမှမနေရတော့ရမှနေရကြပြမဆက်နိုင်တော့ကြပြဆရာဤဘဝမောလဲတော့ဝေတီညောကျင်တော့တော်တတ်သည်ဘာပဲပြောပြောကိုရင်းဝစီမျက်မှန်လို့ရသည်မှာတော့ဝေတီစိတ်ကျဉ်နှံမှုရှိသည်နောက်ဆက်တွဲမျက်မှန်ကိုင်းရွက်ဆောင်သွားလို့နှာတော့ကလေးပြုတ်ကျသွားလို့ ဂိုင်းချောင်သွားလို့စသည်ပြဿနာပေါင်းများစွာဖြင့်လဲကိုရင်းဝစီ အခောက်ခေါက်ရောက်ရ၏ဒီဘက်နှစ်တွင်မှာတော်ဝဝေသည်မျက်မှန်လောက်တာစိတ်လာသည်တလက်မပြည့်စည်သေးတလက်အရန်လောက်ထား၏တခါတရံတပြိုင်နက်တည်းနဲ့လက်ဖြစ်နေတတ်သည်ထိုဒီမှာလဲလိုအပ်ချက်ကြောင့်ပင်မနဲ့လင်းလာလျင်ညကမျက်မှန်ပဲတင်မိမှန်မသိခဏခဏဖြင့်မျက်မှန်မရှိဘဲရှာနေလျင်မတွေ့နိုင်ဒီတော့မျက်မှန်တလက်ပြောင်းလျင်တလက်တက်ပြီးရှာရင် နေတော့စာပေဟောပြောပွဲသွားလျင် spare parts အနေဖြင့်ထည့်သွားနိုင်ရန်အပိုလုပ်ထားရသည်လူတယောက်မှာမျက်မှန်ပင်မလက်လိုအပ်သမီဟုတစုံတစ်ယောက်ကမေးလာလျင်ညာလေကောင်းလေဟုတော်ဝဝေတီဖြေပါမည်အထက်မှာပြောခဲ့တဲ့ကဲ့သို့မျက်မှန်ဆိုလျင် ကိုရင်းဝါမဟုတော်ဝဝေတီအစွဲဤနောက်ကွယ်မှာပစ္စည်းမှန်ဈေးမှန်လို့လားဟုမေးတော့မင်းမီဆိုကမေးနိုင်သည်ပစ္စည်းကိုတော်ဝဝေတီစစ်မစစ်မသိနိုင်မှာတို့ဆိုလျင်ဈေးကောမှန်ရဲ့လား ီအမေအတွက်တော့တောင်းဝေးဒီမှာဖြည့်စရာအဆင်သင့်ရှိပါသည်အကယ်၍အမျက်တင်ထားသည်ဆိုလျင်ပင်ကြာချင်းရကိုစားပေးသမအချင်းချင်းရသည့်အတွက်အချိန်နဲ့ဒီဆိုတော့အပြေပါပဲတခါမှာတော့ကိုရင်းဝါကစကားအဆန်ပြောသည်ဘတ်စကားပေါ်မှာဗျာမိမတရားဟန်ဖုံပြောနေတယ်ဆီယမနာမည်ကို ခေါ်ခေါ်ပြီးပြောနေတော့ကျွန်တော်နားဆွမိတာပေါ့အဲ့ဒီမျိုးသမီးကဟိုဘက်ကသူ့မိတ်ဆွေကိုဆီယမနဲ့တွေ့ပြီးပြီလားလို့မေးနေတာပါ ဟိုဘက်ကမတွေ့သေးဘူးလို့ဖြေဟန်သူရဲ့တွေ့ရင်သူ့မျက်မှန်ကိုကြည့်လိုက်ပါခိုင်းကတော်တော်မိုက်တယ်လို့တရင်ပေးနေတာဒါပေမဲ့ဗျာသူပြောတဲ့ထင်မှာဆီယမမျက်မှန်ကိုရင်းဝါမှာလုတ်တယ်လို့တော့မပါဘူးတုံးဝေတီရီမဆုံးတော့ပါပဲသူများမျက်မှန်အပေါ်အာယုံကြနေသည့်တော်ဝေတီဖို့စိတ်ငြိမ်မှုပွဲရာမျက်မှန်ခိုင်းတလက်အိမ်ကိုရောက်လာသည်ဆိုပါကရှင်းရှင်းဘွားကရေဆက်ဟောင်းကြောင့်ခွဲဟုဆိုကြီးရမည်ဖြစ်ပါသည် ထိုမျက်နှာကိုင်းသည်ကိုရင်းဝါနှင့်မသက်ဆိုင်ပါဂိုင်းကောင်းဂိုင်းကမြင်လျင်လူကျင်တက်မဆိတ်ရှိသောတော်ဝဝေသည်နှင့်လည်းမသက်ဆိုင်ပါတောင်ပင်တက်ထားသကဲ့သို့ပြန်တန်းတတ်သောမျက်လက်စရာဒေးဗစ်ကော်ပါဖီ၏ပစ္စည်းတစ်ခုအနေဖြင့်ရောက်ရှိလာခြင်းလည်းမဟုတ်ပါတော်ဝေသည်တမိခင်ဝင်ကြီးတဲဆောင်လာခြင်းကြောင့်ဖြစ်တော်၏တမိခင်ဝင်ကြီးစေရန်အောင်သောတက္ကသိုလ်ကတွားရည်လာရေးခက်ခဲသည်နှင့်အဝေးသင်မဲ့တက်မီဆုံးဖြတ်ဖြစ်သည် အဝိဇ္ဇင်တချင်းတူတူအလောဝင်လောက်ကတင့်သည်ဟူသောစိတ်ကူးကလည်းပေါ်လာသည်တမင်းလောက်ရရေးတော်ဝေတီလှောက်ရှားရတော်၏တော်ဝေတီနှင့်မျက်မှန်ရေးဆက်ဆောင်မုံကတမင်းအတွက်အလောက်ရှားရာလူတွေကမျက်မှန်ဆိုင်ကြီးဒီဇိုင်းမာရသည်ဆိုတော့စိတ်ကျဉ်နှံ့ဖွယ်ရပင်ပိုင်ရှင်ကဇာတိမြို့မှမိဟောင်းစီဟောင်းတွေ ဖြစ်သည်ဖြင့်စကားမျက်မျက်မပြောလိုက်ရဘဲအလောက်ဝင်ခြင်းကိစ္စပြီးတော်၏မမဲလင်းလာလျင် ထိုမြန်မာကော်မတီဝန်ဆောင်လှလှကလေးနဲ့တမိအိမ်မှထွက်သွားလျင်ဒေါ်ဝဝေတီကျင်းနေလာ၏တမိတို့ကင်တွယ်ရောင်းချရသောမြန်မာများကဆန်လဲဆန်လှလဲလှဈေးကလည်းတလူလူလွန့်နေသည့်မြန်မာများဖြစ်သည်ထိုမြန်မာများကိုမြင်တော်လဲမိမိနှင့်လာလာမြမဆိုင်ဟုဒေါ်ဝဝေတီတွေးမိ၏တမိသည့်ပန်းကိုတော့တုံးခုပြီးမလန်းခြင်းမဆိုင်ကြီးကနာကြီးမှပစ္စည်းပေါ်လိုချင်တတ်မှတ်စိတ်ရှိပြီးကိုယုံဝကိုကပြန်ရန်စိတ်ကူးမရှိပါ သူကနှစ်လသုံးလလေးလသမိကိုကြည်ရသည်မှာတဖြည်းဖြည်းနွမ်းနယ်လာသည်ဟုထင်ရ၏မျက်နာလည်းမကောင်းမျက်နှာပြန်ရောက်ချိန်လဲနောက်ကျရောက်နေရင်သမီးစီမှအကြားနေကြစကားကခြေတလုံးတွေတက်လိုက်တာမင်းမင်းသမီးစားခဏပဲထိုင်ရတာတစ်ချိန်လုံးကောင်တာမှာရက်နေရတာသမီးကိုဆွေးလိုက်ပေးပါဦးဒုံဝေတီနည်းနည်းအံ့ဩသွားသည်နည်းနည်း9နာရီကံမှညနေ9နာရီခွဲကံအချိန်အထိကြားထဲမှာသမီးစားချိန်မှာထိုင်ရသည်ဆိုတော့ ခြေတလုံးတွေတက်ပြီပေါ့သူကလုံဝင်ကလေးကထိုကိစ္စမခံနိုင်ဖြစ်တော့လဲအမေကမပြောဝင်တဲ့ဖြင့်ကြိတ်ခံရင်းယောဂရလာခြင်းဖြစ်သည်ဒီတော့တမီးပြန်လာလျင်ဒေါ်ဝဝေတီစိလိမ့်ပေးရသည်ဝတ္တရားပူလာသည်ဒါလည်းကိစ္စမရှိ ကိစ္စရှိလာသည်မှာတနေ့တမီးလောက်ခွန်မှာမိလေကြသွားခြင်းဖြင့်အခန်းကျင်းလေးထဲမှာအေယောက်ခွင့်ပြည့်လွတ်ထားသဖြင့်အချိန်ပြည့်အေးစိန်နေခြင်းအေးကန်းတဲ့အနေကြခြင်း မထိုင်ရသဖြင့်ခြေတလုံးတက်သည့်ဝေဒနာအစဉ်ခံစားနေရခြင်းစသောမွန်းကျပ်ပိတ်လောင်မှုများကတမိအတွက်ယောဂရသွားခြင်းဖြစ်သည်ဒီတော့လေအလောက်ကနားပေရောပေါ့တမိကလှုပ်ထွက်လိုက်ရတော့လေအပေါင်းအသင်းတန်ရောခြင်းကမပြတ်နိုင်ထိုနေရာသို့မကြာခဏအလဲပတ်သွားသည်တွားရင်နဲ့နောက်လှုပ်တစ်ခုရှာပြန်သည်ဒီတခါတော့ပီဇာမုံရောင်းဆိုင်မှဖြစ်သည်ပီဇာမုံဆိုသည်ကတိုင်းတစ်ပါးအစားအစာဖြစ်သည်ဖြင့်တော်ဝေဝေတီတို့နဲ့မနီးဆက်လား ။ပီဇာမုတ်ဆိုတာဘယ်လိုမုတ်လို့လဲဟုပင်တမီးကိုမေးကြည့်ရ යි ။ချားပါတော့ပီဇာပဲဖြစ်ဖြစ်ပါစီပဲဖြစ်ဖြစ်ကိစ္စမရှိ။ကိစ္စရှိနေသေးတာသူ့လုံချင်းဖြစ်သည်။မိုးလဲ၂နာရီမှည၉နာရီထိဖြစ်သည်။ည၉နာရီသည်အရက်ထဲမှလူသူကျဲပါနေပြီဖြစ်သည်။မူရဲမပြန်ဝင်လာသည့်ကားတွင်အလားကျဲသွားပြီးဒေါ်ဝေတီညစဉ်ညတိုင်းလမ်းထိပ်မှတမီးကိုထွက်ကြရသည်ကားရှာသည့်နေ့ဆိုစင်နာရီကမှတမီးပြန်ရောက်လာသည် နံပေးပလက်ဖောင်းမှာထိုင်ပြီးကားပေါ်မှာဆင်းလာသည့်တမီကိုစောင့်မျှော်ရသည့်ဒုက္ခသည်နေ့စဉ်ဝတ္တရားတစ်ခုအဖြစ်ဒုံဝေတီကိုဝင်တော့ဝင်ပေါ်ဖြစ်စီပြန်သည်တမီကတော့တက်ကြွပျော်ရွှင်နေပုံပင်အဲအကွန့်အကြောင်းမပြောမတ်တက်ရရသည်ဟုမင်းကြီးတကယ်အတန်ထွက်လာသည်ကဒုံဝေတီကိုရင်ဖြစ်သည်ဒီလိုသာညစဉ်ကြုံနေရရင်ခက်မယ်ဒီချိန်နှန်းတိမ်မှာလူကတိတ်ရှိရတာမဟုတ်ဘူးတမီလည်းမင်းမအားနာပါနဲ့အိမ်ဘက်ကိုအဝင်မှာ ွေးတစီစီနဲ့သမီးရဲ့ခွေးကြောက်လို့ပါဒီလိုနဲ့နေရစ်တော့ပီဇာကြီးဖြစ်သွားရည်ပီဇာနဲ့ခက်မြန်မြန်လန်းခွဲပြီးသမီးနောက်ထပ်ရောက်သွားသောနေရာသည်ထူးဆန်းအံ့ဩပွဲရာမျက်မှန်ဆိုင်ဒီဇိုင်းဖြစ်နေခြင်းပင်မိတ်ဆွေရင်းချတယောက်ဆက်သွယ်ပေးမှုဖြင့်မီနီမတ်ကြီးတစ်ခုအတွင်းမှမျက်မှန်ဆိုင်မှာဖြစ်သည်အယောက်ကွင်းကတတပြော့ပြော့တစ်ချိန်လုံးရဲ့နေရာသည်ကိစ္စလည်းမရှိဒီတခါတော့ဟန်တော့မြင်သည်ဟိုရင်ကုမ္ပဏီကြီးလောက်မကြောညာတော့လဲယခုဆိုင်မှာ ပါဝါရောနေကပါရနိုင်သည်အထူးသဖြင့်တော့နေကခိုင်းတွေပိုဆောင်သည်အယောင်စီးမလေးတွေမှာတိကျဝတ်ဆောင်မှု၍မရှိကြိုက်ရဝန်နိုင်သည်ကားကလည်းနှစ်မှတ်တိုင်းသုံးမှတ်တိုင်းစီယုံနေရောက်ပြီးညံ့ချင်းလဲလမ်းထိတ်ထွက်မကြရအာတာချက်တွေအများကြီးနဲ့တမီးမှာအလုတ်သွားအလုတ်ပြန်ပျော်ရွှင်တက်ကြွနေလေသည်တမီးမြောက်ခင်ခန့်ထားတဲ့အယောင်ဝန်ထမ်းမမက၃ယောက်မိကင်မမ၁ယောက်တတိယရောက်ပါမန်နေဂျာပပလေးက၁ယောက်ဝန်ထမ်းကဒါပဲ င်းမင်းရေမမတွေကအပြန်စာအမိုက်စာတွေလာလဲတော်တော်လှကြတယ်လှတဲ့လူတွေကြီးရွေးခန့်ထားသလိုပဲတိတ်မလာတော့တမီသူ့ကိုယ်သူတိမ်ငယ်နေသလားတမီမျက်နှာလှမ်းကြည့်ရသည်မဟုတ်ပါတမီပျော်နေပုံပဲအလုတ်ဝင်ပြီးနှစ်ပတ်လောက်ကြာလျင် အလုတ်ကပြင်လာတော့ခါတမီလက်ထဲမှာမုံတွေပါလာတတ်သည် မုံတွေကစတိုးဆိုင်မှာရောင်းသည့်တံပိုးကြီးမုံတွေတမီမုံဘူကိုတော်ဝင်ဝေးတီဖိုရိုင်းပေးထားသည်ဖြစ်ရာ ဒီနယ်တံမိုးကြီးမုံတွေအိမ်ပါလာသည့်ဖြစ်ကဒူဆန်နေသည်ဒီလိုနဲ့တလကန်ကြာသွားသည်လစားလည်းမစိုးဒီနေရာမှာတမိငဲတော်မီထင်ရဲ့တနေ့အလောက်နာရဲ့တမိအိမ်မှာရှိနေသည်တမိဒီတော်ဝဲဒီကိုကွက်ကြည့်ကွက်ကြည့်နဲ့တခုခုပြောကျင်နေပါမယ်တမိငွေထားတော့မေပီပီတော်ဝဲဒီစကားလမ်းကြောင်းဖွင့်ရည်ဘလို့လဲအခုလောက်မှအဆင်ပြေရမဟုတ်လားဒီပါရဲ့မိမိရဲ့ပြည်တော်မှအပြည့်လုံးနေတယ်ဟင်ဘလို့ ဲ့ဒီကိစ္စတမိမမေကိုပြောမလို့ပြောရင်ကောင်းမလားမကောင်းဘူးလားစဉ်းစားနေတာပြောရမှာပေါ့တမိကြုံတွေ့နေတာမမေသိထားတဲ့လေဒီလိုမမေရဲ့တမိရင်ကုမ္ပဏီတုန်းကလည်းမျက်မှန်ရမှုပါတယ်အခုကတမျိုးဟိုတဲ့ဘလို့ပြောရမှန်းမသိဘူးဒီဆိုင်ကိုလာဝဲသူတွေကအမျိုးသားတွေများတယ်မော်ရယ်ဝိုင်းလိုမျိုးရုပ်ရှင်မင်းသားပေါက်စားလိုမျိုးလာဝဲလိရှိတယ်လာဝဲမှာပေါ့ဒီဆိုင်ကမမတွေကချော့တာ哦မမတွေကလည်းလာတဲ့ customer တွေကို အကိုအကိုနဲ့ဆက်ဆံရေးရန်ကောင်းတယ်။ဟွန်းဒီတော့ဒီတော့ဝဲကြတာပုံမမီရဲ့။ဆိုင်ထဲကိုလူဝင်လာတာနဲ့မတွေ့တာကြပြီးပြပြောင်းနေရလေကိုအကိုကရမ်းမိုက်တယ်။ဝဲပါအောင်ကိုရဲ့အားပေးပါအောင်။ပစ္စည်းအောင်မကန်ဈေးလည်းမများစေရဘူး။ဒါလေးဆိုရင်ကိုနဲ့တိတ်လိုက်မှာ။အကိုကအသားဖြူတော့နေကနဲ့တက်လေကိစ္စမရှိဘူး။ငွေရင်တော့ဈေးနေအောင်ကလေးနဲ့ပို့လိုက်မယ်။အားမနာရပါဘူး။တက်ကြည့်ပါ။မှန်လဲကြည့်ပါအောင်။ ညီမတို့ပြောရင်မဟုတ်လားလိုက်ပါရဲဆို။အဲ့လိုဘာဘာညာညာတွေပြောပြီးတခဏတွင်ရင်းနှီးအောင်လုပ်လိုက်ကြတယ်။ဝဲသူတွေကိုဆွဲဆောင်စည်းရမှုတော်ရဲဆိုရမှာပေါ့။ရင်းနှီးခင်မင်မကိုယ်ဆိုင်မြဲဝယ်ပါလေ။ဒါမျိုးအတူကိုယ်တင်ခိုးရမယ်။မမတွေလောက်တာခိုင်းတာပြောတာဆိုတာကြည့်ထား။ကိုယ်လည်းစူးစမ်းပေါ့။နေပါဦးမိမိရဲ့။တမိစကားမဆုံးသေးဘူး။အဲ့လိုရင်းနှီးသွားပြီဆိုရင်ပစ္စည်းကိုလည်းဝယ်ပြီးသွားပြီဆိုရင်အောက်ချဖြတ်တော့မယ်ပေါ့ အဲ့ဒီခါပစ္စည်းက9000တန်နဲ့ဆိုပါတော့သူက9000ဝန်းနဲ့ဈေးတောင်ပြောထားကြတာလေဒီတော့အကိုကြီးအောက်ချားမှာ9000တိပဲရေးပေးလိုက်မယ်နော်အကိုနဲ့ညီမတို့ခင်မင်းမှုမှတ်တရပေါ့ညီမတို့ကခင်တတ်ပါတယ်နောက်လဲလာပေးအောင်နော်ဆိုပြီးဖြစ်ရောဟိုတစ်ဘက်ကလည်းပါဇက်ကြီးဖြစ်ပြီးသဘောတွေကြားလို့ဒီဘက်ကမိန်းကလေးချော့ချော့တွေနော်ချင်းထပ်ပြီးပြောနေတာဆိုတော့ဟင်ဒါဆိုကြောက်စင်ဝင်ထပ်ပို့ပေးသွားတာပေါ့ဟုတ်တယ်ဒါကငွေကြိုင်မမကလည်းတည်တယ် မန်နေဂျာပပါလီကတော့သိဟန်မတူဘူးပစ္စည်းကိုတတ်မှတ်ထားတဲ့နှုံတိုင်းတွင်နိုင်လို့ပြဿနာတော့မရှိဘူးပေါ့ဒါပေမဲ့သမီးအတန်တိတ်သွားတဲ့ကဲ့သို့ဒေါ်ဝေတီလည်းငြိမ်သက်နေလေသည်လေသူစားစရန်လင်သူစားစရန်လောကကြီးမှာလေလို့လင်လို့ဝင်လာသိငွေတမအာစီဝဖြစ်ပါရဲ့လားဟုဒေါ်ဝေတီတွေးနေခြင်းပဲတနေ့တနေ့ဒီလိုလူဝယ်သူရဲ့မှာမပါဘူးဆိုတယောက်မယောက်မြဲပါတယ်ဝင်လာတဲ့ပုံငွေကိုခွဲဝေယူကြတယ် တမိကလုံဝင်လာမကြသေးလို့ပြီးတော့ပိုင်ရှင်ကနေတိုက်ရိုက်ဝင်လာလို့အစပိုင်းကတမိကိုမယုံကြဘူးအခုမှတပြေးပြေးတမိကိုမုံဘိုးဆိုပြီးထဲ့ထဲ့ပေးတာတမိလည်းအဲ့ဒီမျိုးမလို့ချင်ဘူးမိမိသိရင်စူမဆိုလို့မုံမျိုးဝယ်လာတာကို့ဝေပုံကြကိုမယူဆိုရင်သူတို့နဲ့တပွဲတည်းမဟုတ်ဘူးလို့ယူဆသွားနိုင်တယ်တနည်းအားဖြင့်ရန်သူဖြစ်သွားနိုင်တယ်ပေါ့တမိစကားတွေကတော်ဘဝေးတီအတွက်ဆက်လက်တွေးတောပွဲရတွေပေးနေသည်ဟုတ်တာပေါ့ ဒီငွေကိုမယူရင်တမိအပေါ်အမြင့်ဆုံးသွားကြမှာပေါ့လုပ်ငန်းခွင်နဲ့နေ့စဉ်တူတူတွဲလုပ်နေစဉ်သဘောထားတွေကွဲလွဲနေရင်မဖြစ်ပါ ပိုင်ရှင်ပစ္စည်းစည်းရင်းကို မထိခိုက်လျင်တောက်ကိုပွဲကပွဲညွန့်အဖြစ်သဘောထား၍မရပေဘူးလားဒါလည်းမဟုတ်သေးဘူးချင်ပါရဲ့မမရီကပြန်လည်နေအောင်ဝတ်နိုင်မှာပေါ့မိမိရဲ့တလတလချုံလိုက်ရင်ဝေးကအများကြီးဖြစ်နေမှာတယောက်ဘလောက်ရကြတယ်လို့တော့တိကျမသိပါဘူး ဒါပေမဲ့သူတို့တုံးဆွဲနေတာကိုကြည့်ရင်လစာတစ်လောင်စီနေတဲ့ပုံပဲ။တမီးကတော့လူတစ်လက်ဖြင့်ငယ်လဲငယ်တော့တမီးမသိအောင်ဖုံးကွယ်ထားတဲ့ကိုယ်နေလဲရှိအောင်ပါပါ။မိမိတို့အားမပေးဘူးတမီးရဲ့။ဒါမျိုးမလောက်တဲ့မူထင်တာပဲ။အလုတ်ရှင်ပေါ်တစ္ဆာမရရောက်တယ်လို့မိမိမြင်တယ်။ဒီနေရာလေးကတမီးနဲ့တင့်လာပြီလို့တွက်နေတာ။ဘလို့စဉ်းစားရမှန်းတော့မသိတော့။တတိကလေးနဲ့တော့နေပေါ့။သမီးကိုဖွင့်မပြောတော့လဲသမီးအတွက်နောက်လို့တခုရှာရတော့မလားဟုပြင်တော်ဝဝေးတီတွေးနေမိသည် ဟိုလုံဒီလုံခဏခဏပြောင်းလာကတော့ကောင်းပါမလားအလုတ်သွင်းမေးသူဤမျက်နှာရှိသည်အကြောင်းရင်းဖြစ်မှန်ကိုရှင်းပြရည်လည်းမဖြစ်ထိုကိစ္စကိုမိမိပြောင်းပြောင်းမျက်နှာလွှဲထားစင်မှာပင်တမိမာပါလာတတ်သည့်အတောဆောင်ပစ္စည်းများကိုတရိထားမိလာသည်မျက်နှာသက်ဆက်ပြားညလိန်နေလင်ခရင်မကန်မီမျက်ရည်ကျဲစေးတော်များတံပိုးမြင့်ပစ္စည်းကောင်းတွေတမိတုံးတက်လာပြီပါလားလွယ်လွယ်လေးရသည့်ငွေလွယ်လွယ်တုံးတက်လာသောအချင်းကိုတော်ဝဝေတီတီမနစ်မြူနာ တခုခုတော့ဆုံးဖြတ်ရတော့မည်ထင်ပါရဲ့။ထိုချိန်တွင်ပင်ဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချနိုင်ဖို့အချိန်နည်းတည်းရဲ့ယုတ်ကြီးဆက်ရောက်လာသည်။ထိုနေ့လမှပြန်တမိလက်ထင်မှာမျက်မှန်ကိုင်းလှလှကလေးတခုကို တွေ့လာရခြင်းပင်ဂိုင်းကကြည့်လိုက်သည်နှင့်အကောင်စားမန်းသိသာသည်။ဂိုင်းရောင်ကပန်းရောင်လည်းမဟုတ်ကျူဆွတ်ဆွတ်လည်းမနည်းတခွားမွှေးရောင်မကြတကြကလေးမျက်နှာမရွေးလိုက်သည့်ပုံစံမျိုး ီနေ့ဆိုင်းကဘီရိုဟောင်းကြီးတလုံးကို ရှင်းကြတော့တခြားပစ္စည်းတူလီမုတ်စတွေကြားတဲ့ကပါဝါမျက်မှန်ကိုင်း၄င်းကားလက်တောင်ထွက်လာတယ်။ဘယ်ကလေးကမရှင်းဖြစ်ပဲရှိနေတဲ့ပစ္စည်းလဲမသိဘူး။စည်ရင်မုံရင်အင်းမုံရင်ဖြစ်နေလို့မမတွေကဝေယူကြတယ်။တမီးကိုလည်းနင်းလက်တစ်ခုယူဆိုပြီးအတင်းထိုးထည့်ပေးလိုက်တာနဲ့မျက်မှန်ကအတော်တန်တာအကျိုးကြောင့်ပြောပြီးမန်နေဂျာလက်ထက်အလိုက်ကိုကောင်းတယ်။တဖြည်းဖြည်းနဲ့အတင်ရဲလာကြတာမကောင်းမှုတင်နေ။သူများမအပ်လဲ။တမိပဲပြောပြီးအပ်လိုက်ရင်ပေါ့။ အလိုလေးမလောက်ပါနဲ့မိမိရဲ့တမိတောက်ခဲကဲပြီးမအပ်ရဲပါတမိအလိုက်ရင်အားလုံးပေါ်မှာတစ္ဆာမေးရကြတော့မှာပေါ့မမတွေကတမိကိုဘယ်လိုယုံကြည်တော့မလဲထိုမျက်မှန်ကအင်ကိုရောက်လာတဲ့အတွက်တော်ဝေသည်မပြောနိုင်ပါဘူးတော်ဝေသည်ခင်မွင်ဦးစွာကလည်းလူရိုးလူမှန်ကြီးဖြစ်ရာဒီပစ္စည်းအိမ်မှာထားပါကတမိမဟုတ်တမိတည်သွားမည်ပင်ခင်မွင်းတယ်မမြင်အောင် ထားရမည်နေရာစဉ်းစားရသည်မှာလဲတော်ဝေသည်ကောင်းကင်လာ၏မြင်သွားလို့မေးလျင်ဘယ်လိုဖြေရမှန်းမသိဘူး မျက်မှန်ကိစ္စကြောင့်တမီးကိုဒီနေရာမှာမထအပ်တော့ဟုတော်ဝဝေးသည်သည်ဆုံးဖြတ်ပါသည်အလုတ်သွင်းပေးသည့်မိတ်ဆွေပေါ်မျက်နှာပြက်လျင်လဲပြက်ရပါစီတော့ဒီချိန်မှာပင်တိုက်ဆိုင်စွာတမီးအဝေးတင်ပြေးရမည်ကိစ္စပေါ်လာသည်အလုတ်ရှင်ကအဝေးတင်ပြေးခွင့်မပေးခွင့်ရရှင်မယူရစီကန်းထုတ်ထားတဲ့ကောင်းပါလေထွက်ချင်း၍ထွက်ချင်းမဟုတ်သူ့စီကန်းနဲ့ညှိနေသည့်အတွက်ထွက်သည်ဝင်မတည်တော့မကြိုးသို့တော်လည်းမချောက်ခင် မျက်မှန်ဆိုင်ကလေးနဲ့ကတုတ်ကြရိုက်နှုတ်ဆက်လိုက်ရလေသည်တုံးဝေသည်သည်ရင်းနှင့်တော်ပေါ့သွား၏ထိုနေရာမှာတမိမရှိတော့သဖြင့်နှုတ်ဆက်တွင်မကောင်းမှုများရောက်ရှိမလာနိုင်တော့ရှိနေသောပစ္စည်းကိုဘလုံးလုံးရပါတနေ့အိမ်တို့တုံးဝေသည်ညီမလွယ်လွယ်ရောက်လာသည်မျက်မှန်ကိုင်းလေးပြကြည့်ရာလှလိုက်တာဟုဆိုသည်တုံးဝေသည်သည်ဝမ်းသာသွားသည်နင်းကြိုက်လားကြိုက်ရင်ယူသွားလေ တမိုးကြီးပစ္စည်းကိုသူ့အမရရရရောသဘောကောင်းနေတဲ့ဖြင့်နွယ်နွယ်မှာအံ့အားတက်နေလေ။မယူပါဘူးနွယ်နွယ်မျက်စိမမောင်သေးဘူးမျက်မှန်တက်ရတာလည်းဝါသနာမပေါင်းအလကားမျက်နှာမှာရှုပ်ကရှုပ်နေ။မင်းမကြိုက်လည်းဒီပစ္စည်းနေ့မှခဏသိမ်းထားပေးပါလား။လူချင်းလူရှင်းလည်းလက်ဆင့်ကမ်းလိုက်ပေါ့။သူနေ့ကအเจ้าရင်ပဲတို့မသိတော့လဲနွယ်နွယ်ပြန်တော့မျက်မှန်ကိုယူသွားလေသည်။တော်ဝင်သည့်စိတ်ထဲလွန်စွာပင်လွတ်လပ်ပေါ်ပါသွားလေသည်။ ။နောက်ခါလာနောက်ခါစီလောလောဆယ်မျက်စိရှိမရှိတော့တာအကောင်းဆုံးမဟုတ်လား။နှစ်လလောက်ကြာမေ့တယ်လို့ရှိနေမှာနွဲ့စီမှာဖုံးဝင်လာသည်။အမကြီးကိုတို့ကပြေးလိုက်တဲ့မျက်မှန်ကိုင်းကြီးဟာအိုင်ရှင်ပေါ်သွားပြီတိလား။ကို့မှာသုံးမလဲရာချင်းတူတူအင်ကိုဆွမ်းဆန်စိအလှကန်ကြွနေတဲ့သီလရှင်ဆရာလေးတပါးကိုလှူလိုက်ပြီ။ဆရာလေးကစာတင်သားဆိုတော့ဒီနှစ်စားချရန်ဖြစ်မှာစာရီကများသားမျက်စိကမကောင်း မျက်မှန်လုပ်ရမယ်ဆိုပြီးစကားဆက်မိလို့မျက်မှန်ကိုင်းမွဲပါနဲ့တပည့်တော်လူရမယ်ဆိုပြီးလှူလိုက်တာအမေမျက်မှန်လေးကလေဆရာလေးမျက်နှာပေါ်မှာစက်တေးရှိလိုက်တာတော်ဝေတီဝမ်းတာရမည်လားတာဓုခေါ်ရမည်လားမသိတော့နွယ်နွယ်ကမျက်မှန်ဤလာရလမ်းကြောင်းကိုမသိပဲတရာတရားထက်ထက်တန်တန်ဖြင့်လှူလိုက်သဖြင့်နွယ်နွယ်ဖို့တော့အလူမြောက်သွားမည်ပင်တော်ဝေတီသာလူပါကမစင်ကြဲသောပစ္စည်းဖြစ်သဖြင့်မိတို့မြအလူမြောက်မည်မဟုတ်ပင် ပစ္စည်းမစင်ကြယ်လျင်လှူတော်လဲအကျိုးပေးမကောင်းအကျိုးပေးမကောင်းလျင်ဒေါ်ဝေတီမျက်စီထဲမှာတော့ဘန်ကားလို ပါဂျရူကားကောင်းစားကြီးတွေပေါ်မှာစတိုင်ထုတ်ခါခက်မော့မော့ပါသွားလေရှိသည့်အိမ်မွေးအစီရှင်ခွေးကြီးများကိုသာမြင်ရောင်နေပြီးတော့သည် ရွှေမြွတ်တေရုပ်ဆောင်မဂ္ဂဇင်းအမှတ်963အောက်တိုဘာ2021ခုနှစ် ဟုတ်ကဲ့ပါဒီနေ့မှာတော့ဂျူကိုကဆီယမမီချန်ဝေရေးသားထားတယ်မျက်စီရိုင်းတို့ကခုန်ခြင်းတွေကမျက်မှန်တလဲကောက်ချောင်းဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်လောကမှာပြစ်လိပြစ်တာရှိတဲ့ဒီဒီလိုဖြစ်ပျက်တွေကိုရီးယားမသိပေမဲ့ပေါ့နော်ဒါမျိုးတွေလည်းကြုံကြရတာဆိုတော့လေနောက်တော့ပြီးအတွေ့တစ်ခုခုကျင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်တော့ပြီး comment လေးလည်းချစ်ကိုတို့အတွက်ချမ်းသာပေးခင်နိုင်ပါတယ်ရှင် ။ Okay ပါနောက်တစ်ပတ်မှာနောက်ထပ်ဝတ္ထုတို့တင်လင်းနဲ့ပြန်လည်ဆုံတွေ့ပါမယ်နော်။နားဆင်အားပေးခဲ့ကြတဲ့ချစ်တော်ရောအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဘေးကင်းလုံခြုံတဲ့နေ့ရက်လေးဖြစ်ပါစေလို့ကျေးဇူးကဆုတောင်းပေးပါတယ်ရှင်။ဒါဆိုရင်နောက်တစ်ပတ်မှာပြန်တွေ့မယ်နော်။ Bye bye ။